အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဖေဖော်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆင်းရဲအကြောသေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူအန်နာပါဆူရှိကတော့သူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူအင်္ဂလိပ်တိတ်မှနေထိုင်နေခဲ့ပါတယ်သူတို့စီမှာကလေးလေးနှစ်ယောက်ရှိပြီးအားလုံးကလည်းပျော်ရွှင်စွာနဲ့ဘေဘောကိုဖြတ်တန်းနေကြတာပေါ့ တရက်မှာတော့တို့ရဲ့ဘွားရဲမှာမောင်ကြိုင်းတစ်ခုဝင်တိုက်ခဲ့ပြီးအရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။တရက်မှာတော့လူတချို့တို့အိမ်ကို ရောက်ရှိလာခဲ့ပြီးပြောခဲ့ကြပါတယ်။ဆူရှိမင်းငါတို့နဲ့အတူတူမြို့ပေါ်ကိုလိုက်ခဲ့ရလိမ့်မယ်။အဲဒီမှာရှိတဲ့ကုမ္ပဏီအကြီးကြီးတစ်ခုမှငါတို့အားလုံးအလုပ်အတူတူတွားလို့ဖို့အတွက်ပြောပြီးသွားပြီ။တတိယကအင်တာဗျူးအောင်ပြီးအလုပ်ခန့်လိုက်ပြီးဆိုလို့ရှိရင်တော့ငါတို့အားလုံးဘွားအရန်ကိုပြောင်းလဲသွားလိမ့်မယ်တိလား။နေပေါင်းကွာရုတ်တရက်ကြီးလားငါတို့ဘာတစ်ခုမှလည်းမပြင်ဆင်ရသေးဘူးလေ။ ဘာရီများပြင်ဆင်စရာလိုသေးလို့လဲရှင်ရှင်ကလည်းအဝတ်စားရည်နဲ့စားစရာတောက်စရာတွေထထားရုံပဲမဟုတ်ဘူးလားကျမထည့်ပေးလိုက်မယ်ရွာမှာရှိတဲ့ရှင်ရဲ့တငယ်ချင်းတွေလည်းအတူတူသွားနေရပဲဒီလိုအခွင့်အရေးမျိုးကိုတော့လက်လို့အဆုံးရှုံးမခံသင့်ဘူးနော်။အင်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အခုလိုအခွင့်အရေးမျိုးကိုတော့ငါအနေနဲ့လက်မလို့သင့်ဘူး။ငါမှာတငယ်ချင်းကောင်းတယောက်လည်းရှိနေရပဲလေသူကငါရဲ့အလောက်တိုင်းကိုလည်းအကူအညီပေးထားတယ်။ဒီလိုတငယ်ချင်းမျိုးဆိုတော့ကံကောင်းမှရတာ။အေးအေးအေးဒါဆိုလို့ရှင်တော့ငါသွားတော့မယ်နော်။ ိမ်မှာပတ်စံလဲထားထားတာဆိုတော့မင်းတစ်လလုံးလုံလုံလောက်အတုံးပြူလို့ရသွားလိမ့်မယ်။ဟိုကိုရောက်ကြလဲပတ်စံလဲအမြဲပို့ပေးနေမယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီ။ဒါပေမဲ့ခွင့်ရရှိရပြီဆိုတော့လည်းရှင်ချက်ချင်းပြန်လာခဲ့ရမယ်နော်။ရှင်မရှိဘူးဆိုလို့ရှင်တော့ကျမဒီအိမ်မှာတရားဟုတ်တယ်နေရတာအရန်ကိုပြင်းနေတော့မှာပဲ။မင်းကတော့တကယ်ကိုအယူမှလေးပဲ။ငါအမြဲတမ်းအတွက်သွားနေရမှာမဟုတ်တာတလားတစ်ခါမင်းစီကိုအမြဲတမ်းပြန်လာမှာပေါ့။မင်းကိုဟုတ်ကိုရောခလေးတွေကိုရောဂရုစိုက်ရမယ်နော်ဟုတ်ပြီလား။ ဆူရှိလကတငယ်ချင်းတွေနဲ့အတူတူချွာခွာသွားခဲ့ပြီးသူသွားလိုက်တဲ့နေရာစဘဲတော့မှအိမ်ကိုပြန်မလာခဲ့တော့ပါဘူး။ထွက်သွားခဲ့တဲ့တယောက်အကြောင်းကိုမှရွာမှရှိတဲ့သူတွေပြန်လဲကြားသေးရခြင်းမရှိတော့ပါဘူး။ဖုန်းနံပါတ်လည်းမရှိသလိုမျိုးဘယ်မှာသွားရှာရမှန်းလည်းမသိတဲ့အခါမှာတော့တနာစရာကောင်းတဲ့ရာခီတယောက်သူ့ယောက်ျားကိုဘယ်မှာလိုက်ရှာရမှာလဲ။၄၅၆လောက်ကဒီပုံစံအတိုင်းပဲကုံဆောင်သွားခဲ့ပြီမယ်အခုဆိုရင်တော့သူတို့မှဆူဆောင်းထားတဲ့ပတ်စံကလည်းကုံပါပြီစားတောက်ဖို့အတွက်ပတ်စံကလိုအပ်တယ်မဟုတ်လား ။ရာခီရဲ့သမီးလေးရှာလူကလည်းပြောလိုက်ပါတယ်။အမေကလည်းဘာဖြစ်လို့အခုလိုမျိုးငိုယိုနေရတာလဲတော့ပါတော့။အဖေကိုလာခေါ်ကြတဲ့သူတွေကအဖေကိုလိန်ပြောပြီးခေါ်သွားတာပဲဖြစ်ရမယ်။ကျမတို့အဖေတော့တခုခုဖြစ်နေပြီလားမသိပါဘူးရှင်။အဲဒါကြောင့်သမီးတို့ကိုအခုချိန်ထိမစတွယ်လာခဲ့သေးရပေါ့။အချိန်တွေတလောက်တောင်မှကုံဆုံးနေပြီလေမေမေ။ဖေသာအကောင့်တိုင်းရှိနေမယ်ဆိုလို့ရှင်တော့ပြန်မလာဘဲနေပါမလား။ တော်ပါတော့ရှာလူရဲ့အမေဘာဖြစ်လို့အခုလိုစကားတွေပြောပြီးစိတ်ပြက်အောင်လုပ်နေရတာလဲသူဘာမှဖြစ်စရာအကြောင်းမရှိဘူးပြန်လာလိုက်မယ်တိလားအမေသူ့ကိုအမြဲတမ်းစောင့်နေမှာရာခီရဲ့သားလေးကလည်းပြောလိုက်ပါတယ်အမေဒီအချိန်အတော်အတွင်းသားတို့ဘလို့နေထိုင်ကြမလဲပြီးတော့ဘာကိုစားတော့ပြီးတော့နေထိုင်ကြမှာလဲကျွန်တော်တို့အနေနဲ့အခုအချိန်မှာတခုခုလုပ်ဖို့အတွက်စဉ်းစားတဲ့နေမဟုတ်လားမေဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့ចောင်းဆက်တက်ခွင့်မရပဲနဲ့ရှိနေလိမ့်မယ်အမေရဲ့ဒီအချိန်မှာရာခီကလည်းပြောလိုက်ပါတယ် ကဲနေတော့အခုဘာတွေကိုစဉ်းစားနေကြတာလဲဆိုတာကိုအမေသိရင်နော်အလုံးလှုပ်ဖို့အတွက်လုံးဝကိုမစဉ်းစားထားကြနဲ့နင်တို့ကငငယ်လေးပဲရှိသေးတာအမေတယောက်လုံးရှိတယ်ကလေးတို့ရဲ့အမေတခုမဟုတ်တခုရအောင်လုပ်မှာပေါ့နင်တို့ပညာရေးကိုတော့အမေကိုယ်တိုင်သင်ပေးမယ်ဟုတ်ပြီလားဘာမှအရန်ကြီးစိုးရင်မနေကြနဲ့ရာခီလည်းစဉ်းစားနေခဲ့ပါတယ်သူဘာအလုံးလှုပ်ရင်ကောင်းမလဲပေါ့သူရဲ့အိမ်အသုံးစရိတ်ကိုလည်းသူသုံးဆွဲနိုင်ပြီးကလေးတွေရဲ့ပညာရေးကိုလည်းသူမရှေ့ဆက်ပြီးသင်ကြားပေးနိုင်အောင်လို့ပါ မမေရေကြည့်ပါအောင်အပြင်မှာမိုးတွေဘလောက်ကြောင်မှရွာနေလဲအေးချမ်းနေရပဲနော်ဒီနေ့အဖေသာရှိနေမယ်ဆိုလို့ရှင်တော့ဒီလိုပြောလိုက်မယ်တိလာကဲရှာလို့ရဲ့အမေရာသီဥတုကတော့အရန်ကိုအေးချမ်းပြီးတော့တာယာနေရပဲကောင်းလိုက်ကြငါတို့စာဖို့အတွက်အကြော်လေးပါလေကြောပါအောင်ဒီစကားကိုကြားခဲ့ရတဲ့ခါမှာရာခီကတော့မျက်ရည်တွေကျလာခဲ့ပါတယ်ဒီနောက်မှာတော့သူကလည်းပြောလိုက်ပါတယ်အေးဟုတ်တယ်တာလီရဲ့ဟုတ်တယ်ဟုတ်တယ်သူကအမေရဲ့မိုးရသည်ဆိုလို့ရှင်တော့အကြော်စားရတာကိုအရန်ကြိုက်တာ ဒါနဲ့နင်ဘာဖြစ်လို့စကားကိုလှည့်ပတ်ပြီးတော့ပြောဆိုနေရတာလဲငါ့ကိုရှင်းရှင်းလင်းလင်းပြောလိုက်စမ်းပါတော့တားရဲ့မမေအကျော်စားခြင်းနဲ့ဆိုပြီးတော့လေကဲကောင်းပြီသားလေးရေနင်အကျော်စားခြင်းနဲ့ဆိုလို့ရှင်တော့နင်စားဖို့အတွက်ငါအကျော်လုပ်ပေးမယ်နော်ရော်ခီးနဲ့မိဖို့ခံနေမှာတော့ကြည်ခဲ့တဲ့အခါမှာတော့ပဲစိမ့်မုတ်အနေငယ်ကလွယ်လို့ဘာမှမရှိတော့ပါဘူးရှင်နဲ့မှာအာလူအနေငယ်လည်းရှိနေရတဲ့ရာခီးလည်းတွေးနေခဲ့ပါတယ်อืมခလေးတွေကလည်းစားခြင်းနေတာဆိုတော့အာလူကြော်ပဲကြော်လိုက်တော့မယ် ။ရာခီကအာလူကြော်တွေကြော်ပြီးခလေးတွေကိုကျွေးလိုက်တဲ့အခါမှာခလေးတွေကလည်းအာလူကြော်တွေကိုအပါတရားစားတောက်ခဲ့ကြပါရဲ့။မမေမမေကြော်ထားတဲ့အကြော်တွေကအရန်စားကောင်းပြီးတော့အရသာရှိတယ်တိလား။ဒါနဲ့မမေအကြော်ကြော်နေဘဲတို့စီကများတင်ယူထားတာလေ။ကဲအကြော်ကြော်နေကိုတော့ခလေးတို့ရဲ့အဖေစီကပဲတင်ယူထားတာ။အမေအကြော်ကြော်တဲ့အခါတိုင်းသူအမြဲခေါင်းစားနေရလေ။ဟိုကမထည့်ပြန်ဘူးဒီဟာမထည့်ပြန်ဘူးဟိုကလိုအပ်နေတယ်ဒီဟာလိုအပ်နေတယ်ဆိုပြီးတော့ဒီလိုမဟုတ်ဘူးဟိုလိုလို့ သူပြောတဲ့အတိုင်းပဲအကြော်တွေကိုကြော်နေနဲ့ကြော်တက်သွားတော့ဒီနေ့တော့သူ့ကိုတတော်လေးတတိရတယ်။သူဘလို့အချိန်နေမှာရှိနေမလဲအမေလည်းမသိတော့ဘူးခလေးတို့ရဲ့။အမေကလည်းပြောဘာဖြစ်လို့ထပ်ပြီးတော့ငုံနေရတာလဲ။ဒါနဲ့အမေကျွန်တော်တခုပြောပြစီရရှိတယ်နားထောင်။အမေကအိမ်မှာအကြော်တွေကိုလှုပ်ပြီးကျွန်တော်ကသွားပြီးတော့ရောင်းမယ်။ဒါဆိုရင်တော့တတော်လေးကိုကောင်းမှာပဲနော်။မဟုတ်တာတာရင်မဟုတ်တာဘာဖြစ်လို့နေကအကြော်လိုက်ရောင်းမှာလဲ။အခုနေကကိုရန်ရောက်နေပြီအရေးကြီးရဲ့ဒီအချိန်ကစာကိုပဲတင်စမ်းပါ။ အမေတယောက်လုံးရှိနေရတာနဲ့ငါသားဘာဖြစ်လို့အကြော်တွေကိုရောင်းရမှာလဲဖြစ်ကိုမဖြစ်တဲ့ဘူးဒါရှက်စီရကောင်းတယ်တိုင်မလောက်ပါနဲ့ကွယ်မလောက်ပါနဲ့တူတော်လေးပြောတဲ့စကားကိုနားထောင်ပြီးတော့ခေတယောက်တတော်လေးစိတ်ထိခိုက်သွားတဲ့အတွက်သူမတညာအောင်အိတ်လို့မပြောတော့ပါဘူးနောက်နေ့မနက်မိုးလင်းသွားတာနဲ့သူမစဉ်းစားထားခဲ့ပါရဲ့ငါအတော်ရောင်းပြီးငါ့ရဲ့ကလေးတွေရဲ့ရှေးဆက်ပညာရေးအတွက်စဉ်းစားပေးရမယ်သူတို့အနာဂတ်ကလည်းရှိသေးတယ်ဒါပေမဲ့အတော်ရောင်းမယ်ဆိုရင်လည်းအရင်းနှီးငွေကလိုသေးတယ်ပတ်စံဘဲကတော့ရှာရမလဲ ေးဟုတ်တယ်ငါ့မှာလက်ဝဲလက်စားတွေရှိနေရပဲလေငါရဲ့လက်ဝဲလက်စားတွေကိုငါသွားပြီးရောင်းချလိုက်တော့မယ်အခက်ခဲဒုက္ခရောက်နေတဲ့အချိန်မှာဒါတွေကအသုံးမဝင်ဘူးဆိုရင်တော့ဘယ်အချိန်အသုံးဝင်မလဲဒီလိုနဲ့နောက်နေ့မှာတော့တမရဲ့လက်ဝဲလက်စားတွေကိုရောင်းပြီးနောက်မှာတော့ရွှေဆိုင်ကနေပတ်စံယူလာခင်လိုက်ပါတယ်တမအကျော်ဆိုင်လေးကိုလည်းစတင်ဖွင့်လဲခဲ့ပါတယ်ရှာလူကလည်းပြောပါတယ်အမေအမေကတော့ဒီဆဲလေးနဲ့ဆိုင်ဖွင့်လိုက်တာအရင်ကောင်းနေနော်ဘယ်နေရာကိုမစိုးချက်ချင်းပြောင်းရွှေ့ပြီးသွားလို့ရတယ် အေးဟုတ်တယ်တမီးရဲ့အခုလိုတွန်းလို့ရတဲ့လှဲလေးနဲ့ရောင်းတဲ့အခါကျတော့ပိုအဆင်ပြေရောပေါ့အိမ်မှာရောင်းမယ်ဆိုရင်တော့ဘယ်သူကလာဝင်မလဲဒီအချိန်မှာဝယ်သူတို့ရောက်ရှိလာခဲ့ပါတယ်အမ ਈ အမကျွန်တော်ကိုအကြော်တပွဲလောက်ထည့်ပေးပါဦးကျွန်တော်နေမကောင်းဖြစ်နေတော့အကြော်လေးကိုကြာနေပြီအကြော်ဆိုင်ဖွင့်ထားတာတွေ့တာနဲ့အချင်းအဆက်လေးစားကျင်လို့လာဝယ်စားတာကဲဟုတ်ပြီအကိုရေကျမဆိုင်ကအကြော်တွေကချင်းချင်းဆက်ဆက်လေးနဲ့အရန်အရသာရှိရဲစားကြည့်လိုက်နော် အရင်တကအကျော်ကိုစားလိုက်တဲ့အခါမှာတော့သူတတော်လေးအရသာတွေ့သွားခဲ့ပါတယ်။တကယ်ပြောတာညီမရဲ့တတော်လေးကိုအရသာရှိတဲ့အကျော်တွေပဲစိုက်ကနေထအကျော်လေးတတ်တာသွားတယ်။ကျွန်တော်ကိုနောက်ထပ်တပွဲလောက်ထည့်ပေးပါဦးနော်။ဒီလိုနဲ့ဗေရာခီရဲ့ဆိုင်လေးကအဆင်ပြေလာခဲ့ပြီးဝဲသူတွေနဲ့တအားကိုများလာခဲ့ပါတယ်။သူမစူးစမ်းသလောက်အောင်မြင်မှုတွေကလည်းသူမစီကိုတဖြည်းဖြည်းရှောက်လန်းလာခဲ့ပါတယ်။အဖြစ်ဖြစ်နေတဲ့သူမမင်္ဂလာဆောင်တွေမှာလည်းဆိုင်လေးဖွင့်ပြီးလာရောက်တဲ့အထီးကိုအော်ဒါရရခဲ့ပါတယ် ရှာလို့ကတော့သူ့ရဲ့အမေကိုမေးလိုက်ပါတယ်။မမေဒီနေ့ဘလို့ဖြစ်တာလဲမမေရဲ့မမေကိုကြည့်ရတာအရန်ကိုစိတ်ပူပန်နေတဲ့ပုံစံမျိုးပဲ။အေးဟုတ်တယ်သမီးရဲ့အမေပျော်လဲပျော်တယ်။အခုစိတ်ပူနေရလဲအရန်ပဲ။မနေ့ကတော့ကအကြော်တော့ကြော်ပေးခဲ့တဲ့နေရာမှာတထေကြီးကသူ့ရဲ့သမီးလေးမင်္ဂလာဆောင်အတွက်ဆိုပြီးတော့နောက်ထပ်မျိုးတစ်မျိုးကိုလာဖို့အတွက်ခေါ်ထားတယ်။ပါစကအများကြီးရမှာဒါပေမဲ့300တောင်မှသွားရမှာဆိုတော့အမေကလေးတွေကိုအိမ်မှာတယောက်တည်းဘယ်လိုထားခဲ့ရမလဲ ရပါတယ်အမေရဲ့အရန်ကြီးလဲစိတ်ပူမနေပါနဲ့အမေအလုပ်ကိုပဲအမေစိတ်ဖြောင်းလက်ဖြောင်းလုံးတော့သားတို့အဖွားအိမ်မှာ၃ရက်လောက်တွားနေလိုက်ကြမယ်လေရာခီကလည်းသူ့ကလေးတွေကိုကလေးတွေရဲ့အဖွားအိမ်မှာထားခဲ့ပြီးနောက်မှာတော့တထေးကြီးပြောတဲ့တခြားတစ်မျိုးကိုထွက်ခွာလာခဲ့လိုက်ပါတယ်တထေးကြီးကလည်းပြောခဲ့ပါတယ်ကဲညီမရေရောက်လာပြီဆိုလို့ရှင်တော့နေရဲ့အလုပ်ကိုနေစတင်လောက်ကင်လို့ရပါပြီသူမအလုပ်တွေကိုကိုယ်တိုင်ကိုကြားလုပ်ခဲ့ပါတယ်အကြော်တွေကိုကြော်ပြီးတော့တထပြီးခဲ့တဲ့အခါမှာတော့ ပွဲကိုရောက်လာတဲ့ပရိသတ်တွေအကုန်လုံးကလည်းအကျော်တွေကိုအပေါ်တရားစားတောက်ခဲ့ကြပါရဲ့လူတယောက်ကသမို့ကိုလာပြီးမေးလိုက်ပါရဲ့ဒီအမျိုးသမီးကဘယ်သူများလဲသူ့အကျော်တွေကအရန်စားကောင်းပြီးတော့အရသာရှိတာပဲကျွန်တော်ကတော့တော်တော်လေးကိုကြိုက်တယ်သူ့အကျော်တွေကိုစားပြီးသွားရင်တော့ဒီအရသာကိုဘယ်တော့မှမေးနိုင်မှာမဟုတ်တော့ဘူးသူကရွာမနေထိုင်တဲ့အမျိုးသမီးတယောက်ပါကလေးတွေရဲ့ပညာရေးအတွက်ဒီလောက်ကိုလုပ်နေရတာတော်တော်လေးစဉ်းရဲရှာတယ်သူရဲ့နာမည်ကရာခီးတယ်လေသူကိုအကူအညီပေးချင်တာကြောင့်ကျွန်တော်ဒီကိုခေါ်ပြီးတော့အလုပ်ပေးလိုက်ကြပါ ။သူကအလုပ်ကိုလည်းတတိချာအလုပ်ကြောင့်မို့လို့ကျွန်တော်ပတ်စံနှစ်ဆသူ့ကိုပေးလိုက်မယ်။အနီးနောက်မှာပကံဆေးနေတဲ့လူတစ်ယောက်ကတော့သူရဲ့စကားတွေကိုနားထောင်နေခဲ့ပါရဲ့။ခဏနေတော့ရာခီရောက်ရှိလာပါရဲ့။ပကံဆေးနေခဲ့တဲ့သူကတော့တခြားသူမဟုတ်ပါဘူး။ရာခီယောက်ျားဆူရှိပဲဖြစ်ပါရဲ့။ရာခီကိုတွေ့ရတဲ့သူကအမြန်ဆုံးအပြေးလွှားရောက်ရှိလာပါရဲ့။ပျော်ရွှင်စွာနဲ့သူ့မိမရဲ့လက်ကိုကင်ပြီးငိုနေခဲ့ပါတော့တယ်။ရှင်ဒီမဘလို့ဖြစ်တာလဲ။ ကျမယုံတော့မယုံနိုင်ဘူးရှင်ရှင်ဘာမှမဖြစ်ဘူးအကောင်အတိုင်းရှိနေသေးရဲ့ဟုတ်လားဒါကကျမယောက်ျားလေတထေရဲ့ကျမယောက်ျားလွန်ခဲ့တဲ့၃နှစ်လောက်ထဲကပျောက်သွားခဲ့တာဒီနေ့သူကဒီကိုရောက်နေတယ်ဒီအခြေအနေအတိုင်းဟုတ်လားဟုတ်တယ်ဒါခရဲ့ငါ့ကိုလူတချို့ကဒီနေရာကိုဖမ်းဆီးပြီးခေါ်ဆောင်လာတယ်အဲ့ဒီအချိန်တည်းကဒီမှာငါခွေးလိုဝက်လိုမျိုးအလောက်တွေကိုလှုပ်နေခဲ့ရတာမင်းသားဒီနေရာမှာအကြောက်အကြောက်ဖို့အတွက်မလာဘူးဆိုရင်တော့ငါတသက်အလုံးဒီနေရာမှာအလောက်လောက်ပြီးတော့နေထိုင်တော့ရတော့မှာ ရာခီကရဲခေါ်လိုက်ခဲ့ပြီးနောက်မှာတော့နောက်ထပ်အလုပ်သမားတွေအားလုံးကိုလည်းသူမလွန်မြောက်ခွင့်ရအောင်အကူအညီပေးခဲ့ပါတယ်။နောက်နေ့သတင်းစာတွေမှာပါလာတဲ့သတင်းကိုတော့တားလီကဖတ်ပြခဲ့ပါတယ်။ဒီနေ့အတွက်သတင်းထုတ်အကြော်ကြော်နေတဲ့အကြော်တဲ့တယောက်ကဖမ်းဆီးခံထားတဲ့အလုပ်သမားတွေအကုန်လုံးကိုထောင်ချောက်ထဲကနေကယ်တင်ပေးနိုင်ခဲ့တယ်။ဒါကြောင့်အစိုးရဘက်ကအမျိုးသမီးကိုငွေတသိန်းစုချင်းမြင့်မယ်။မင်းကငါ့ကိုကယ်တင်ပေးခဲ့တာပဲရာခီရဲ့ မဟုတ်တော့အဖေရဲ့အမေရကယ်တင်ပေးခဲ့တာမဟုတ်ဘူးအမေရဲ့အကြော်တွေကတော့အဖေကိုကယ်တင်ပေးခဲ့ရအမေတော့အဲ့ဒီမှာအကြော်ကြော်ဖို့အတွက်မတော်ဘူးဆိုလို့ရှင်တော့အဖေကိုဘယ်တော့မှပြန်ရှာတွေ့မှာမဟုတ်ဘူးလေဟုတ်တယ်ကလေးတို့ရဲ့ကလေးတို့ရဲ့အမေကတကယ်အရန်ကိုတတ်တီးရှိလောနေနော်အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့သူ့အကြော်ကြော်တဲ့အချိန်မှာအဖေလည်း లై ဖို့အကူအညီပေးဖို့အတွက်ဆုံးဖြတ်ထားတယ်ဒါနဲ့မင်းဘလို့ဖြစ်ပြီးတော့အကြော်တွေကိုကြော်တက်သွားတာလေအားလုံးကလည်းမင်းကြော်တဲ့အကြော်တွေကိုစားပြီးချီးကျူးနေကြတယ် ဒါနဲ့ငါပြောရအောင်မယ်အကြော်ကြော်လေးတွေအကုန်လုံးကိုရောငါကိုယ်တိုင်တင်ပေးထားတာမဟုတ်ဘူးလားဒီစကားကိုကြားလိုက်တာနဲ့အားလုံးကလည်းရှင်မောင်းနေကြကြပါတော့တယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မိဘမဲမောင်တမနှစ်ယောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်အသက်၁၂နှစ်အရွယ်ရှိတဲ့မိန်းကလေးတယောက်ကတော့လတော်အရွယ်သူမောင်လေးကိုချီနေရင်းလမ်းပေါ်မှာရှောက်သွားနေကြရပါတယ်တွားနေနေကြံသားဆိုတဲ့မိန်းကလေးကလည်းတစ်ဖက်ဆိုင်ပိုင်းရှင်ကိုပြောလိုက်ပါတယ်ဦးလေးရဲ့ဦးလေး ကျမတို့မှာပတ်စံမရှိလို့ပါရှင်။ကျမမောင်လေးကလည်းဘိုက်တွေတအားကိုစားပြီးတော့ငိုနေတာ။သူစားဖို့အတွက်နွားနို့အနေငယ်နဲ့ပေါမုတ်လေးပေးလို့ရမလား။နေတော့ဒီကနေအခုချက်ချင်းထွက်သွားမလား။လက်ဖေးအပူနဲ့ပတ်ရမလားပြော။နေတော့လူတွေကငါအမြဲတမ်းစွန့်ကြဲနေရမှာလားအထိတ်ပဲကိုမရှိဘူး။မဟုတ်ပါရှင်။ကိုကြီးပေါင်းကျမတို့တော်လေးကိုဒုက္ခရောက်နေလို့ပါ။ကျန်သားကအသက်၁၂နှစ်အရွယ်ပဲရှိသေးတယ်။မိန်းကလေးတယောက်ပါ။ သူမကိုယ်တိုင်ကလေးငယ်လေးတယောက်ပဲရှိနေသေးခဲ့ပေမဲ့လောကကြီးကတော့သူမကိုအတွေ့အကြုံတွေအများကြီးပေးခဲ့ပါပြီ။ဖခင်ဖြစ်သူကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကကွယ်လွန်သွားခဲ့ရပါ။မိခင်ဖြစ်သူကိုယ်တိုင်ကလည်းကလေးမွေးပြီးတိတ်မကြခင်မှာပဲသူမရဲ့မျက်စိအရှိမှကွယ်လွန်သွားခဲ့ပါရဲ့။ကျန်သားကလည်းသူ့ရဲ့မောင်လေးကိုချီထားနေရင်းနဲ့မိခင်ဖြစ်သူကိုမေးလိုက်ပါရဲ့။မမေဘာဖြစ်လို့ခနာကိုတခုလုံးအလောက်တောင်မှတောင်းလှုံနေရတာလဲပြောပါဦး။သမီးလေးအမေရဲ့နောက်ဆုံးအချိန်ကတဖြည်းဖြည်းနဲ့နီးကပ်လာနေပြီ။ အမေထပ်ပြီးတော့အသက်ရှင်နိုင်လိမ့်မယ်လို့မထင်တော့ဘူးတမီလေးရဲ့အခုချိန်ကစပြီးတမီလေးကသားလေးရဲ့အမဆိုရင်လည်းဟုတ်တယ်အမေဆိုရင်လည်းဟုတ်တယ်သူ့ကိုတသေးချာချာစောက်ရှောက်ပေးရမယ်နော် မောင်လေးကိုမိခင်တယောက်လိုမျိုးပြုစုစောက်ရှောက်ပေးလိုက်ပါတမီရဲ့ပြောပြီးနောက်မှာတော့မိခင်ဖြစ်သူကလည်းလောကကြီးကနေအမြင်အတွက်ထွက်ခွာသွားခဲ့ပါတယ်မိခင်ဖြစ်သူကထွက်ခွာသွားခဲ့ပေမဲ့အသက်၁၀နှစ်အရွယ်ကျန်သားဆိုတဲ့မိန်းကလေးတယောက်ကတော့ငငယ်ရွယ်ရွယ်နဲ့ပဲမိခင်တယောက်ရဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ရပါတယ် ဖခင်ရောမိခင်မမရှိတော့တဲ့ကျန်သားကတော့သူ့ရဲ့မောင်လေးအပေါ်ကိုပို့ပြီးမျက်ကြောင်တွေပိုးခဲ့ရပါတယ်။ကလေးကအရန်ကိုငယ်လွန်သေးတဲ့အတွက်ကြောင့်မို့လို့ကလေးကိုသူအရန်ချစ်ပါတယ်။အမတယောက်ထပ်ပို့တဲ့မိခင်မြစ်တာတွေကိုလည်းပေးအပ်ခဲ့ပါတယ်။ကျန်သားကတော့ရိုဟစ်ကိုသူကိုယ်တိုင်ထမင်းခွန်ကျွေးနေနဲ့ပြောလိုက်ပါတယ်။ရှော့စားမောင်လေးရေစားစား။ငါမောင်လေးမမြန်ကြီးလာတော့နော်။ကြီးလာတဲ့အခါကျရင်ကြောင်းသွားရမယ်။ပညာရည်အများကြီးတင်ယူပြီးပွဲရရမယ်။ အလောက်ကောင်းကောင်းတစ်ခုရှာပြီးသွားတဲ့အခါကျရင်တော့ဒီစင်းရဲတဲ့အမောက်ကိုလည်းပြန်ပြီးတော့ဂုံယူရအောင် လုပ်ပေး။ကဲအမောက်ကိုဂုံယူရအောင်လုပ်ပေးမယ်မလားမောင်လေးရဲ့။ဒါပေါ့ဒါပေါ့ကျွန်တော်အမောက်ကိုဂုံယူအောင်လုပ်ပေးမယ်ကျွန်တော်ရဲ့မမမမေကြီး။သူမောင်လေးတို့ဟစ်ကသူကအခုလိုမျိုးမမမမေလို့ခေါ်တာကိုကြားခဲ့ရတဲ့ခမကျန်တာကလည်းသူ့ကိုယ်သူအမေတယောက်လိုခန်းစားလိုက်ရပါတယ်။သူမောင်လေးကိုလည်းသူကအမေတယောက်လိုမျိုးပဲစွတောင်းမြစ်တာတွေပေးပြီးပြောလိုက်ပါတယ်။ကဲငါ့ရဲ့မောင်လေး နှစ်တွေအကြာကြီးအသက်ရှိပါစေကွယ်ဘဝမှာလည်းရှေ့ဆက်ပြီးအလုပ်တွေအများကြီးအကောင်းမွန်ဆုံးလုပ်နိုင်ပါစေနောက်ထပ်နှစ်ပေါင်းများစွာကြာတဲ့အထိကျန်တာကတော့ခါကြုံမတက်အလုပ်တွေကိုကြိုးစားပန်းစားလုပ်ကိုင်းခဲ့ပါရဲ့သူအလုပ်ကြံတွေကိုတသက်အလုံးလောက်ကင်ပြီးသူ့မောင်လေးကိုပညာတတ်တယောက်ဖြစ်အောင်လို့ပြုစုပြောင်းထောင်ပေးခဲ့ပါရဲ့ရောဟိတ်ကလည်းဘွေရောက်ပညာတတ်တယောက်ဖြစ်သွားပြီးနောက်မှာတော့ကုမ္ပဏီကောင်းကောင်းတစ်ခုမှမနေချာရာတို့နဲ့အလုပ်ရရှိသွားခဲ့ပါပြီကုမ္ပဏီဘက်ကလည်းသူနေထိုင်ဖို့အတွက်အိမ်တစ်လုံးကောင်းကောင်းစီစဉ်ပေးခဲ့ပါရဲ့ အလောက်ကောင်ကောင်တခုရရှိသွားခဲ့ပြီးအိမ်အကြီးကြီးမှာနေထိုင်ခွင့်ရသွားတဲ့အခါမှာမောင်နှမနှစ်ယောက်လုံးကလည်းအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ကြပါရဲ့မမမမီတတက်လုံးအလုပ်တွေကိုစူးစမ်းပန်းစားနေခါကြုံမတက်လုပ်ခဲ့ရတယ်ကျွန်တော်အတွက်အများကြီးကိုစူးစမ်းပေးခဲ့ပြီးအခုတော့ဘာအလုံးမမလုပ်ပဲနဲ့အိမ်မှာပဲအေးအေးဆေးဆေးနေပြီးတော့အနားရှူတော့နော်ကြည့်ပါအောင်ငါ့ရဲ့မောင်လေးကဘလောက်တောင်မှတော်ပြီးတော့လိန်မာလိုက်တယ်လေကိုကကိုထပ်ပို့ပြီးတော့အမကိုဂယူဆိုင်ပေးတယ်မမမမီ ကျွန်တော်အတွက်မမကတော့အမေတယောက်လိုမျိုးပါပဲကျွန်တော်မမရဲ့မျက်တော်တွေအောက်မှာအမြဲတမ်းပဲရှိနေစေခြင်းနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ဝေရကိုဘယ်တော့မှထွက်မသွားပါနဲ့နော်ကျွန်တော်ကိုအမြဲတမ်းပဲဆူတောင်းမြတ်တာတွေပေးနေပါအေးပါမောင်လေးရဲ့အေးပါမမကဒီမှာပဲအမြဲတမ်းနေပြီးတော့မောင်လေးနဲ့ပဲအတူတူရှိနေပေးမယ်နော်ဘယ်တော့မှမထွက်သွားဘူးကြားလားကံကြမ္မာကဘယ်တော့ကမြာငါ့ကိုနင့်ရဲ့အမဖြစ်ဖို့အတွက်အခွင့်ရေးပေးခဲ့လို့လဲ နေမွေးဖွားလာတဲ့အချိန်ကစပြီးတော့ငါကနေရဲ့အမမဟုတ်ဘဲနဲ့နေရဲ့အမေဖြစ်ခဲ့ရတာပဲ။နေ့အနေငယ်ကုံဆောင်သွားခဲ့ပြီးတဲ့နောက်မှာရိုဟစ်ကလည်းသူ့နဲ့ရုံတရုံနဲ့မှအတူတူလုပ်နေတဲ့နေဟာဆိုတဲ့မိန်းကလေးကိုချစ်မိသွားခဲ့ပါရဲ့။နေရောက်သားကလည်းတယောက်ကိုတယောက်သဘောကျကြတဲ့အတွက်လက်ထပ်ခဲ့ကြတာပေါ့။ရိုဟစ်ကနေဟာကိုလက်ထပ်ပြီးနောက်မှာတော့သူ့ရဲ့အိမ်ကိုခေါ်ဆောင်လာခဲ့ပါရဲ့။နေဟာကတော့စံသားကိုတစားကလေးမှသဘောမကျပါဘူး။စိတ်ထဲကနေမလိုမုန်းတည်နေခဲ့ပါရဲ့။ နေပါအောင်လို့ခဲ့တဲ့နေအမကဘာဖြစ်နေရလဲသူကတော်တော်လေးမာနကြီးတော့နဲ့လို့ငါတော့ထင်တယ်အိမ်မှာထိုင်နေပြီးဘာအလုံးမလည်းမလုပ်ပဲနဲ့အေးစေတတ်တာစွာထိုင်စားနေရဲ့သူကကျမရခွမလည်းမဟုတ်ဘူးလေအခုချိန်ထိသူကတော်တော်လေးကြမ်းမာနေသေးရပဲအိမ်လုံးလေးပါလေနည်းနည်းပပလို့ပေါ့ထမင်းဟင်းချက်ပြုတ်ကြလောက်ကတော့သူလည်းလုံးလို့ရတာပဲလေနေဟာရေနေငါပြောတဲ့စကားကိုနားမလည်ဘူးနဲ့တူတယ်သူကငါ့ရဲ့အမအမေဆိုလို့ရှိရင်မမှားဘူး သူတတအလုံးစူးစမ်းရုံးကန်ပြီးတော့ငါ့ကိုပညာသင်ပေးဒီအချိန်နဲ့ထိဖြစ်လာအောင်လုပ်ပေးခဲ့တာသိရလားငါခုရရှိထားတဲ့အရာတွေအလုံးကသူ့ကြောင့်ပဲမင်းဒီနေ့တော့ငါ့မမကောင်းကြောင်ငါ့အရှိမပြောလိုက်ပြီးထားလိုက်တော့နောက်တစ်ခါထပ်ပြီးတော့သူ့မကောင်းကြောင်ငါ့အရှိမပြောမယ်ဆိုလို့ရှင်တော့မင်းနဲ့ငါနဲ့တလန်းစီသွားရလိမ့်မယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာနေဟာကပါစက်လုံးဝပိတ်သွားခဲ့ပါတယ်ဒါပေမဲ့သူရဲ့စိတ်ထဲမှာကြံသားအတွက်အမုန်းတွေကပေါ်ပြီးတိုးပွားလာခဲ့နေပါတယ်အမလီအမအမီရဲ့လုံနေသေးတယ် သူဒီအိမ်မှာဘယ်အချိန်ထိဆက်ပြီးတော့နေနိုင်မလဲဆိုတာကိုငါလည်းစောင့်ကြည့်အောင်မင်းသူ့ကိုဒီအိမ်ကနေမောင်းမထုတ်နိုင်ဘူးဆိုလို့ရှိရင်တော့ငါရဲ့နာမည်လည်းနေဟာမဟုတ်ဘူးအရင်နေ့ကဆက်ပြီးတော့နေဟာကလည်းသူရဲ့အမအဖြစ်သူကိုအိမ်ကနေဘယ်လိုမောင်းချောက်ရင်ကောင်းမလဲဆိုတာကိုပဲစဉ်းစားကြံစည်နေခဲ့ပါတယ်တကယ်မှာတော့ကြံသားတွေ့အောင်လို့သူ့ကိုသူဆွဲကြိုးချသေးရောမယ့်ပုံစံကိုလုပ်ပြခဲ့ပါတယ်ခဏလေးပါအောင်နေဟာရဲ့နေတာပါတွေလုပ်နေရလဲဘလောက်ထိဆင်းရဲစရာတွေများရှိနေလို့နေကိုယ့်ဟာကိုတတ်တဲ့ဖို့အထီရောက်မှလုပ်နေရတာလေဒုက္ခပါပဲ ။ဘာဖြစ်လို့ဒီလောက်တောင်မှမှားရွေးနေတဲ့ဆောင်းဖြတ်ချက်ကိုချရတာလဲရောင်းမလေးရဲ့။ကျမကရိုဟစ်ကိုမထားခဲ့နိုင်ဘူး။ကျမတို့ကိုအရန်ချစ်တယ်။ပြီးတော့ရိုဟစ်ကအမကိုမထားခဲ့နိုင်ဘူးဆိုတဲ့အခါကျတော့ကျမတေသွားတာပဲအေးပါရဲ့ရှင်။ကျမအသက်မရှင်ကျင်တော့ဘူး။ဒီအိမ်မှာရှင်တော့မောင်နှမနှစ်ယောက်အေးအေးဆေးဆေးနေကြ။ကျမအသက်မရှင်ကျင်တော့ဘူး။အော်ရောင်းမရဲ့ဘာဖြစ်လို့အခုလိုမျိုးလုံနေရတာလဲထားလိုက်ပါတော့ထားလိုက်ပါနင်းဒီအိမ်မှာစိတ်အေးတတစွာငါမရှိဘဲနဲ့နေထိုင်နေတယ်ဆိုလို့ရှင်တော့နင်းနဲ့ရိုဟစ်သင်ရောက်တာအေးအေးဆေးဆေးနေကြ ငါဒီအိမ်ကနေပြီးတော့ထွက်ခွာသွားပေးပါမယ်။ဒီစကားကိုကြားခဲ့ရတဲ့ခါမှာတော့နေဟာလည်းသူ့ရဲ့စိတ်ထဲကတောင်းဆိုတဲ့အားလုံးပြေဝသွားတယ်လို့ကိုခန်းစားလိုက်ရပါတယ်။သူမစိတ်ထဲကနေအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပြီးတော့ပြောလိုက်ပါတယ်။ကောင်းလိုက်တာကောင်းလိုက်တာငါအခုလိုမျိုးဟန်ဆောင်လိုက်တာတော်တော်လေးကိုအလုပ်ဖြစ်သွားတာပဲ။ဒါမှန်းသိရင်တော့ပထမရက်ကအခုလိုမျိုးဟန်ဆောင်လိုက်ပါတယ်။အလောက်ထိစူးစမ်းအားထုတ်စရာလည်းမလိုပါဘူးလေ။အခုတော့ငါ့ရဲ့ဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းလို့ရပြီ။ ဒီကန်ဆိုးတဲ့ရောင်မကတော့ကြိုက်တဲ့နေရာမှာသွားသိပစေရော့ငါတော့ငါရဲ့အိမ်မှာတယောက်တည်းအေးအေးစစ်စစ်နေမယ်ငါရကြတော့ head ကိုလည်းအမြဲတမ်းအတွက်ငါတယောက်တည်းပိုင်ဆိုင်သွားပြီနေဟားတဲ့စကားပြောပြီးနောက်မှာတော့ကြံသားကလည်းအိမ်ကနေချက်ချင်းထွက်ခွာသွားပါတယ်ကန်ကောင်းစွားနေပဲဆရာဝန်တယောက်ရဲ့အိမ်မှာသူမကတော့အလုတ်သမားအနေနဲ့အလုပ်ရရှိသွားခဲ့ပါတယ်ဒီဆရာဝန်ရဲ့နာမည်က Novin ဖြစ်ပါတယ်သူကတော်တော်လေးကိုစိတ်သဘောထားပြေးွားတဲ့လူတယောက်ဖြစ်ပြီးကြံသားကိုလည်းဂရုတစိုက်ရှိပါတယ်ဆရာဝန်ရဲ့မိမဟိမားကလည်းကြံသားကိုကောင်းကောင်းထားပါတယ် ကြံသားကတော့တစ်ချိန်အကုန်လုံးအလို့တွေကိုကြိုးစားပန်းစားလုပ်ကိုင်းနေခဲ့ပါတယ်။တရမတော့ဟိမားကလည်းကြံသားကိုပြောခဲ့ပါတယ်။ကြံသားကလည်းတော့လေတစ်ချိန်အကုန်လုံးအလို့တွေကိုပဲလုပ်နေတဲ့ခဏလောက်အနားယူပါအောင်လား။အော်တထေးမရဲ့ဖះသခင်ကကျမဘွားတခြားအောင်လုံးဘယ်တော့ကမှအနားယူဖို့အကြွအခွင့်ရှိမပေးခဲ့ပါဘူး။ကျမတေတော့မှပဲအနားယူခွင့်ရမယ်နဲ့တူတယ်။တစ်ဖက်မှာအမားဖြစ်သူကသူ့မောင်လေးကိုအရှမ်းတတိယနေခဲ့ပြီးမောင်လေးကလည်းသူ့အမကိုမတွေ့ရတော့တဲ့အခါမှာတော့အရှမ်းကိုဝမ်းနေနေခဲ့ပါတယ်။ ငါမဘာဖြစ်လို့ရုတ်တရက်အိမ်ကနေထွက်ခွာသွားရတာလဲလုံးဝနားမလည်ဘူး။မင်းငါမကိုတခခုပြောပြီးတော့အိမ်ကနေမောင်းထုတ်လိုက်တာတော့မဟုတ်ပါဘူးနော်။တော်စက်ပါရှင်ဒီကိစ္စတွေနဲ့ကျမကိုတော့ဆွဲမထည့်ပါနဲ့။ကျမကရှင်ရင်မမမမေနဲ့ဘာပြဿနာတွေများရှိနေလို့လဲ။သူ့သဘောဆန္ဒနဲ့သူအိမ်ကနေထွက်ခွာသွားခဲ့တာကျမဘာလို့ရမှာလဲ။ငါလည်းအဲ့ဒါကိုပဲနားမလည်နိုင်ဖြစ်နေတာငါအမဘလို့အချိန်နေမှာရှိနေမလဲမသိဘူး။တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပြီးတော့ hit ကလည်းတော်တော်လေးနေမကောင်းဖြစ်သွားပါရဲ့။ တိုင်ဆိုင်စွာနဲ့သူကဆရာဝန်နဖင်းရဲ့ဇေယောက်မှာပဲစေကူတာခဲ့ပါရယ်။သူကတဖြည်းဖြည်းနဲ့ခနာကိုအရန်ကိုအားနေနေပြီးသူ့ရဲ့ကြောက်ကတ်တွေကလည်းအလုံးမလုံးတော့တလောက်ဖြစ်နေပြီ။သူကြောက်ကတ်အစားထိုးကုသမှဖြစ်မယ်။ဒုက္ခပါပဲဆရာရဲ့ကြောက်ကတ်ကိုဘယ်သူကပေးမှလဲ။ခမရပေးလို့ရတယ်လေ။မပေးနိုင်ပါဘူး။ကျမဘာလို့ပေးရမှာလဲ။ကျမရဲ့ဘဝကိုလည်းကျမရှင်တန်ရအောင်မယ်။တကယ်လို့ခွဲစိတ်ကုသမှုမရှိဘူးဆိုလို့ရှင်တော့ခမရယောက်ျားအမြတ်အဆုံးသတ်သွားလိမ့်မယ်။ ။နေဟာကတော့တယောက်ကြောင့်ကိုလိုနေမကောင်းဖြစ်နေတဲ့အချိန်မှာထားသွားခဲ့ပါရီ။သိပ္ပစေဆိုပြီးတော့တယောက်ထဲစရုံမှာတယောက်ထဲထားခဲ့လိုက်ပါရီ။တယောက်မှာကျန်သားကလည်းဇယဝင်ကိုထမင်းကြိုက်လာပို့ပေးခဲ့ပါရီ။သူရဲ့မောင်လေးဇယုံတန်နေရတာကိုတွေ့ခဲ့ရတဲ့အခါမှာသူကိုယ်တိုင်အတော်လေးအံ့အားသင့်ခဲ့ရပါရီ။ဆရာကြီးဒါကတော့ကျမရဲ့မောင်လေးတို့ hit ပဲသူဘာဖြစ်တာလဲ။သူ့ကိုကယ်တင်ပေးပါအောင်ဆရာကြီး။ဒီစကားကိုကြားရတဲ့ဇယဝင်ကလည်းကျန်သားကိုကိစ္စရိအားလုံးပြောပြပေးခဲ့ပါရီ ကျန်တာကလည်းကိစ္စတွေအားလုံးအမှန်အတိုင်းသိသွားတဲ့အခါမှာတော့မျက်ရည်တွေတုံနေပြီးပြောလိုက်ပါတယ်။ဆရာကျမမောင်လေးကိုကျမကိုယ်တိုင်ကြောက်ကပ်လှူဒန်းပေးပါမယ်။ကျမရှိနေရတဲ့အတွက်သူသေးစရာဘာအကြောင်းမှမရှိဘူး။ပြောဆိုပြီးနောက်မှာတော့ကျန်တာကကြောက်ကပ်လှူဒန်းပေးဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာတော့ကျန်တာကသူ့ရဲ့ကြောက်ကပ်တချမ်းကိုသူ့မောင်လေးကိုပေးလိုက်ပါပြီ။ရိုဟစ်ကလည်းနေပြန်ကောင်းသွားခဲ့ပြီးတော့သူ့ရဲ့အမကိုလည်းပြန်လဲတွေးဆောင်ခွင့်ရသွားတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ ။အဖမနေဟာကတော့သူ့ကိုတစ္ဆာဖောက်လိုက်တဲ့အတွက်အမြဲတမ်းအတွက်နောင်တပဲရနေကြရပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။